Facebook page ဝယ်ပြီးတော့ဝင်ငွေချမဲ့သူတိုင်းတိထားတင်တဲ့အချက်၃ချက်စစ်ဆေးတင်တဲ့အချက်၃ချက်ကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ Facebook page ဝယ်မယ်ဆိုလို့ချင်းကျွန်တော်တို့ကအရင်ဆုံး admin တောင်းရပါမယ် admin တောင်းပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နေချင်းရမယ်ဘယ်မှာစစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့ profile ထဲကို page profile ထဲကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်အပေါ်နားလေးကိုနည်းနည်းလေးဆွဲတင်လိုက်ပါ အပေါ်နားကိုနည်းနည်းဆွဲတင်ပြီးသွားပြီဆိုလို့ရှင် hand and sport ဆိုတာလေးကိုနှိပ်လိုက်ပါ hand and sport ကိုနှိပ်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်တို့အဲ့ဒီမှာ sport inbound ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါ sport inbound ကိုနှိပ်ပြီးသွားပြီဆိုလို့ရှင်ကျွန်တော်တို့ကဒီမှာပိတ်နေချိန်နေတာတွေအခြားသောကျွန်တော်တို့ပြဿနာတွေကိုမြင်တွေ့ရပါလိမ့်မယ်เนาะဒီနေရာမှာမြင်တွေ့ရလိမ့်မယ်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှင် you are request to change ဟာလာကျွန်တော်ပိတ်နေချိန်နေတာ မြင်တွေ့ရမှာဖြစ်ပါတယ်เนาะပိတ်နှိမ်ချိန်ခဲ့တာဘယ်အရက်ဘယ်အရက်ကချိန်ခဲ့တယ်ဆိုတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ခတ်မှန်းကြည့်လေပေါ့เนาะကျတို့ရက်တွက်ပြီးတော့သူပိတ်နှိမ်ချိန်ခဲ့တာဥပမာတစ်ခုတလားချီပါပြီတလားကြော်သွားပြီပေါ့เนาะသူကိုယ်တမရက်တွက်လို့ရတယ်ပေါ့เนาะဒါနှိမ်ချိန်လို့ရတယ်မရဘူးဆိုတာကိုကျတို့ဒီနေရာမှာလာပြီးတော့ကြည့်လို့ရပါတယ်အဲ့ဒါတစ်ချက်เนาะဒါနှိမ်ချိန်လို့ရတယ်မရဘူးဆိုတာကိုကျတို့တွေလာပြီးတော့စစ်ကြည့်တာပေါ့เนาะရက်ရက်ကိုလာပြီးတော့ တွက်ကြည့်တာပြီးလို့ရှိရင်ကျွန်တော်တို့ကအက်ဒမင်ကိုဝင်ကြည့်ရပါမယ်အဲ့တော့အက်ဒမင်မှာကျွန်တော်တို့ဒီအက်ဒမင်ခန့်လိုက်ပြီဆိုတဲ့ကတော့အက်ဒမင်မှာကျွန်တော်တို့သိရမယ်ပေါ့နော်အက်ဒမင်မှာကျွန်တော်တို့ဒီက pay asset တွေကိုဝင်ပြီးတော့ကျွန်တော်တို့ကိုကိုတိုင်းဒီထဲမှာအက်ဒမင်ရှိနေတဲ့အချိန်မှာကိုဝယ်မဲ့ပိတ်တီအုံနာရှိရှိနေလားမရှိဘူးလားဆိုတာကိုကျွန်တော်တို့စစ်ဆေးရမှာဖြစ်ပါတယ်နော် ုံနာချစ်ရှိနေလားမရှိဘူးလားဆိုတာကိုစစ်ဆေးရမှာဖြစ်ပါတယ်။အကယ်၍အုံနာချစ်ရှိနေတယ်ဆိုလို့ချင်းအုံနာချစ်တခါလေးဖြုတ်ခိုင်းမှာအုံနာချစ်ဖြုတ်ပြီးမှကျတို့တွေကငွေပေးရှိပေါ့နော်။ငွေပေးရှိပါ။အဲ့တော့ဒါဒုတိယအချက်ဖြစ်ပါတယ်။တတိယအချက်ကဘာလဲဆိုလို့ချင်းကျတို့ရဲ့ page recommendation ပေါ့နော်။ page recommendation အဲ့တော့ page stat up ပေါ့နော်။ page stat up ကိုလည်းကျတို့တွေစေကြတယ်။ page stat up မှာဆိုလို့ချင်း ဒါနီယာတို့ဝါရာတို့ပေါ့နော်ဒါတွေကတော့ပြဿနာအကြီး တော့မဟုတ်ဘူးပေါ့နော်ဝင်ငွေခြာခွင့်ကိုမပိတ်ပါဘူးအဲ့တော့နီယာတို့ဝါရာတို့စစ်မယ်ဆိုလို့ရှိရင်ပိတ်ဝါနေမယ်ဆိုလို့ရှိရင်ကျောင်းဒီနေရာမှာအမှန်ချက်ကအစိမ်းအောင်လေးဖြစ်မနေဘူးဝါရောင်လေးဖြစ်နေလိမ့်မယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာ recommendation ပေါ့နော်ပိတ် recommendation ကိုစစ်ပါဒီနေရာကတိတ်ကိုအရေးကြီးပါတယ်နော်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့တချို့ပိတ်တွေမှာဝါနေပြီမဲ့ဒီနေရာလေးတွေကောင်းဒီနေရာကောင်းနေတယ် နီနေပေမဲ့ဒီနေရာကောင်းနေတယ်ပေါ့နော်သူရဲ့ထောက်ခံချက်ရှိနေသေးတယ်ပေါ့နော်ဒီနေရာမှာကောင်းနေတယ်ဆိုလို့ချင်း pay recommendation က active ဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုတင်လိုက်တဲ့ post တွေပေါ့နော်ကိုတင်လိုက်တဲ့ post တွေကျွန်တော်ရဲ့ viewer တွေစီကို ဖြန့်ပေးมาဖြစ်ပါတယ် pay recommendation ကမကောင်းနေဘူးဆိုလို့ချင်းတော့ကျွန်တော်တို့တင်လိုက်တဲ့ခွန်ထန့်တွေကဘလောက်ပဲကောင်းကောင်းပေါ့နော်ခွန်ထန့်တွေဘလောက်ပဲကောင်းကောင်းကျွန်တော် viewer တွေစီကိုဖြန့်ပေးမှာမဟုတ်ပါဘူးเนาะအဲ့တော့ဒီမှာကြည့်ကြည့်ပါเนาะ pay recommendation active ဖြစ်တယ်မဖြစ်ဘူးပေါ့เนาะအာ pay ကောင်းတယ်မကောင်းဘူးဆိုတာကျွန်တော်ဒီမှာကြည့်ကြည့်ပါဒီမှာဆိုလို့ရှိရင် active ဖြစ်တယ် monetization မှာဆိုလဲ active ဖြစ်တယ်ပေါ့เนาะပြီးလို့ရှိရင်ဒီမှာ pay hat issue ပေါ့เนาะ pay has on issue ပေါ့เนาะအဲ့တော့ဒီအချက်တွေကိုကျွန်တော်တို့သေချာစစ်ဆေးပြီးမှကျတို့ page ကိုအယောင်းဝယ်လုပ်တင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါ ီအချက်လေးတွေကိုကျွန်တော်တို့စစ်စစ်ရမှာမသိပဲလေကိုကသွားပြီးတော့ဝယ်တယ်ဆိုလို့ချင်းဈာကမပါဘာညာဆိုလို့ချင်းတော့တေချာပေါက်အလင်ခံရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်